ဆိုက်ကလုန်းဒေဝါကြောင့်သီရိလင်္ကာနိုင်ငံမှာရေကြီးရေလျှံမှုတွေစိုးစိုးရွားရွားဖြစ်ပေါ်ခဲ့ပြီးလူပေါင်းများစွာသေဆုံးပျောက်ဆုံးနေတယ်လို့သတင်းတွေရရှိပါတယ်။အင်ဂျီ2000ကျော်လဲပျက်စီးဆုံးရှုံးခဲ့ပြီးဒါဟာသီရိလင်္ကာနိုင်ငံမှာမကြာသေးခင်နှစ်တွေအတွင်းကြုံတွေ့ရတဲ့အဆိုးရွားဆုံးသဘာဝဘေးအန္တရာယ်တစ်ခုဖြစ်တာကြောင့်နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာထားပါတယ်။ပျက်စီးဆုံးရှုံးမှုတွေအများကြီးရှိခဲ့ပါတယ်။လက်ရှိရေအမှတ်ဟာ1989ခုနှစ်နဲ့2016ခုနှစ်တုန်းကရေမှတ်ထက် နှစ်ပေလောက်ပဲရော့ပါတယ်လို့ဒေသခံတဦးကဆိုပါတယ်။ဆိုက်ကလုန်းတင်းဝါကြောင့်ပိတ်မိနေသူတွေကိုကူညီကယ်ဆယ်ဖို့အတွက်ဒိရီလင်္ကာတပ်ဖွဲ့ဝင်တွေကိုလည်းဖြန့်ကျက်ချထားပါတယ်။တောင်းတဲ့ချီတဲ့ပြည်သူတွေဟာစာတင်ကြောင်းတွေမှာအဓိကဖွင့်လှစ်ထားတဲ့ကယ်ဆယ်ရေးစခန်းယာပေါင်းများစွာမှာခိုလုံနေကြရပါတယ်။ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းတွေနဲ့စေတနာဝန်ထမ်းတွေကလည်းသူတို့တတ်နိုင်သမျှကူညီဆောင်ရွက်ပေးနေကြပါတယ်။ရေဘေးသင့်ပြည်သူတွေကိုဝေငှပေးဖို့အတွက်အချောက်အချမ်းတွေနဲ့အခြားလိုအပ်တဲ့ပစ္စည်းတွေကိုစုဆောင်းနေပါတယ်။လက်ရှိမှာ ရင်ကြီးမှုကြောင့်ဒုက္ခရောက်နေသူနှစ်သိန်းကျော်ရှိပြီးအလှူရှင်တွေစေတနာဝန်ထမ်းတွေစီကနေအလှူခံစုဆောင်းနေတာပါလို့တာဝန်ရှိသူတို့ကပြောပါတယ်။တရက်စစ်ဓာတ်အားလိုင်းတွေပြိုလဲပျက်စီးကုန်တာကြောင့်နိုင်ငံရဲ့သုံးပုံတပုံလောက်မှာတရက်စစ်မီးပြတ်တောက်နေတယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။ဆိုင်ကလုန်းမုန်တိုင်းဒေဝါဟာစနေနေ့မှာသရီလင်္ကာနိုင်ငံကနေဖြတ်တန်းသွားပြီးတဲ့နောက်အိန္ဒိချင်းအိန္ဒိယနိုင်ငံဘက်ကိုဥတီရွှေ့ရှားသွားပါတယ်။အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့အင်ဒိုနီးရှား၊မလေးရှားနဲ့ထိုင်းနိုင်ငံတွေမှာလည်း ရေကြီးရေလျှံမှုဒဏ်ကိုခံစားနေကြရပါတယ်။ရာသီဥတုပြောင်းလဲမှုအရေးပေါ်အခြေအနေ climate emergency ကြောင့်အခုလိုပြင်းထန်တဲ့ရာသီဥတုဖြစ်စဉ်တွေပုံမှန်ဆိုးရွားလာနေတာဖြစ်တယ်လို့သိပ္ပံပညာရှင်တွေကတတိပေးထားပါဗျာခင်ဗျာ။